်ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ဒါကာမြို့တော်နိုင်ငံတကာလေဆိပ်မှာမိလောင်မှုတစ်ခုဖြစ်ပွားခဲ့တာကြောင့်လေကြောင်းခီးစဉ်တို့အဆိုင်ငယ်ခံရတာဖြတ်သိမ်းခံရတာမျိုးအခြေအနေတွေကြုံတွေ့ခဲ့ရပါတယ်။အောက်တိုဘာ18ရက်ညပိုင်းတုန်းကလေဆိပ်ရဲ့ကုန်တင်ခုံချထမင်းနာဘတ်မှာအကြီးဆုံးမိလောင်မှုတစ်ခုဖြစ်ပွားခဲ့တာလို့လေဆိပ်တာဝန်ရှိသူတွေကပြောပါတယ်။မိလောင်မှုကြောင့်ဒါကာရဲ့ Hashrat Sharjah လေဆိပ်မှာလေရင်အတက်ဆင်းခီးစဉ်တွေဆိုင်းငယ်ခဲ့ရတယ်လို့လေဆိပ်ကိုဆင်းသက်လာမဲ့လေရင်တွေကိုလည်းတခြားလေဆိပ်တွေစီလမ်းကြောင်းလွှဲစီခဲ့ရပါတယ်။ ။အဲ့ဒီနောက်မီးကိုထိန်းချုပ်နှင်းသတ်နိုင်ခဲ့တယ်လို့လူအထီးခိုင်မရှိခဲ့ကြောင်း၊လေရင်အလုံးနဲ့ဘေးကင်းခဲ့ကြောင်းဒါကမိသက်ဌာနကအထုတ်ပြန်ခဲ့ပါတယ်။မီးစတဲ့လောင်ကျွမ်းရတဲ့အကြောင်းရင်းကိုတော့မသိရသေးပါဘူး။မီးလောင်မှုကြောင့်ပြည်တွင်းပြည်ပအခီးစဉ်အလုံးမှာတက်ရောက်ထိခိုက်မှုတွေကြုံခဲ့ရပါတယ်။မီလောင်နေချိန်အတောအတွင်းအိန္ဒိယနိုင်ငံဒေလီမြို့ကနေဓာဂါစီပြန်တန်းလာတဲ့အိန္ဒီကိုလေကြောင်းလိုက်ရဲ့ခရီးသည်တင်လျင်တစီဟာအိန္ဒိယရဲ့ကိုကတားမြို့စီလမ်းကြောင်းပြောင်းပြီးဆင်းသက်ခဲ့ရပါတယ် အလားတူအာရေဗျလေကြောင်းလိုက်ရဲ့လေယာဉ်တစ်စီးကလည်းစစ်တကောင်းစီလမ်းကြောင်းအပြောင်းပြီးပြန်တန်းခဲ့ရတာပါဟောင်ကောင်ကနေပြန်တန်းလာတဲ့ကသေးပစိဖိတ်လေကြောင်းလိုက်ရဲ့လေယာဉ်ကတော့မင်းငယ်တက်မှုအပြီးသေးခင်မှာလေစိတ်ပေါ်မှာပပတ်လေလှဲ့ပြီးပြန်တန်းနေခဲ့ရတယ်လို့မျက်မြင်တွေကဆိုပါတယ်မင်းငယ်တက်မှုမှာဘင်္ဂလားဒေ့ရှ်ကြီးရေလေတပ်ဖွဲ့တွေကလည်းမိသားဝန်တန်းတွေကိုပူပေါင်းအကူအညီပေးခဲ့တယ်လို့သိရတာပါ။ဘင်္ဂလားဒေ့ရှ်မှာတော့ဒီဖြစ်စဉ်ကတပတ်အတွင်းတတိယမြောက်အကြီးအကျယ်မိလာမှုတစ်ခုပါ အခုသတင်းပတ်အစောပိုင်းကဓာကောင်မှာအထယ်ကျုပ်ဆက်ယုံနဲ့အနီးမှာရှိတဲ့ဓာတုပစ္စည်းကိုရောင်းမိလောင်မှုကြောင့်16ရောက်ထပ်မနေတည်ဆုံးခဲ့ပြီးအများအပြားဒဏ်ရာရရှိခဲ့ပါတယ်။အော်တိုဘာ16ရက်နေ့မှာတော့အစစ်တကောင်မှာရှိတဲ့အထယ်ကျုပ်ဆက်ယုံနဲ့ပိုးကုန်ပစ္စည်းတွေထုတ်ပိုးမှုဇုံနေရာတခုမှာအကြီးအကျယ်မိလောင်မှုဖြစ်ပွားခဲ့ပါသေးတယ်ရှင်။